ဆိုတော့ကဘာဥကျန်း15တက်မှာထိုးနောက်မှဆိုတဲ့စကားဆက်ကိုကြည့်ရင်အဲ့ဒီကဘာဥ14မှာရှိတဲ့အကြောင်းအရာနဲ့ဆက်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီခြေနေမှာအာဗြဟံစီကိုဖျားကလာထင်ရှားဘယ်လိုလာပြောလဲအာဗြဟံမစိုးရင်နဲ့မစိုးရင်နဲ့လို့ပြောရင်ဘာဖြစ်လို့လဲစိုးရင်နေလို့အာဗြဟံဘာအတွက်စိုးရင်နေလဲဆိုတာအရေးကြီးတယ်ဒီနေရာမှာ ဒါကြောင့်မလို့ထိုးနောက်မှဆိုတဲ့စကလုံးကအဲ့ဒီအရှိမတုန်းကထိုးနောက်မှမတိုင်ခင်တုန်းကအာဗြဟံဘာတွေ့ကြုံခဲ့ရဖရာသခင်ဟာကောင်းကင်နဲ့မြေကြီးအရှင်ဖြစ်တယ်အမြင့်ဆုံးသောဖရာဖြစ်တယ်မင်းလေးပါးကိုတွားတိုက်တဲ့စစ်ပွဲကြားထဲမှာဖရာသူကိုကာကွယ်ပေးတဲ့အရှင်ဖြစ်တယ်ဆိုတာကိုသူတွေ့ကြုံခံစားခဲ့ရမှာဆိုတော့မကောက်သူဟာစစ်ပွဲကိုအောင်ပြီးပြန်လာတဲ့အခါမှာအပြင်ပိုင်းဆိုင်ရာအတွက် ကောင်းကြီးမင်္ဂလာတွေအများကြီးကိုလောကမင်းကတောတုံမင်းကပြေးပေမဲ့သူမလက်ခံခဲ့ဘူး။ဘာကြောင့်လဲဘုရားရခင်ဟာအမြင့်ဆုံးသောဘုရားကောင်းကင်နဲ့မြေကြီးရှင်နဲ့ငွေကိုပိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာသူတွေ့ကြုံခံစားခဲ့ရတယ်။နော်ဆိုတော့ဒီမြေကြီးတစ်ခုလုံးမှာဘုရားရဲ့မိသားစုအနေနဲ့ကြည့်ရင်အာဗြဟံနဲ့လောတပဲရှိတာဖြစ်ပါဘုရားရဲ့အုပ်ဆိုးခြင်း အခွင့်အာဏာနဲ့ဝန်ခံအနံဖို့ပဲဖြစ်ပါတာဒါပေမဲ့လောတဟာအာဗြဟံအောက်မှာလုံးဝလုံးဝမဝန်ခံပါဘူးနော်သူကြဆင်းတဲ့တောတုံအရာကိုပဲသူဟာသွားတယ်ပြန်သွားတယ်အဲ့တော့နော်ကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့အာဗြဟံစိုးရင်နေသူ့အတွက်ဒါကြောင့်မလို့ဖခင်ကဗျာဒိတ်တော်ယူပါယုံအားဖြင့်လာပြီးတော့ငါဟာနှဲ့ရဲ့အကွယ်ကာ ဖြစ်တယ်လေ ။ဒါနေ့ရဲ့အချိုဘလောက်ကြီးလဲဆိုတာကိုလေနော်နေဟာကောင်းကြီးခံစားရတဲ့သူဖြစ်တယ်ဆိုတာကိုလာပြီးအားပေးတယ်။နော်ဆိုတော့ဒီနေရာမှာတွေ့လဲထို့နောက်မှစကလုံးလာပြီးရင်ဖရာသခင်ရဲ့ဂတိတော်လာထို့နောက်မှလာပြီးရင်ဖရာကိုယ်တိုင် ပေါ်ထွန်းတယ်ဘုရားသခင်ကအာဗြဟံစီကိုလာထင်ရှားတယ်ပြီးရင်ဂတိတော်လာပေးတယ်မစိုးရင်ပါနဲ့အာဗြဟံ ဒါဆိုရင်ဒီမှာကြည့်ရင်အာဗြဟံအတွက်စိုးရင်စရာ ရှိတယ်။စိုးရင်စရာနဘာတက်တခုက အပြင်ပိုင်းဆိုင်ရာစိုးရင်မှုဖြစ်တယ်။ဘာကြောက်လဲဆိုတော့သူတွားတတ်ထားတယ်မင်းလေစစ်သားတယ်အများကြီးပဲ။နော်အဲ့ဒီချိန်တုန်းကသူကတဲနေပဲနေရတာမြို့ယူလည်းမရှိဘူး။ဒါကြောင့်မလို့အချိန်မရွေးရန်သူကရန်သူရဲ့စစ်သားကသူ့ကိုလာပြီးတော့တိုက်ခိုက်ပြီးတော့ပြန်လာတတ်သွားလို့ရတယ်။ ဒါကြောင့်မလို့လူအနေနဲ့ကြည့်မယ်အခြေအနေရကြည့်ရင်စိုးရင်စရာဖြစ်တယ်။ဒါကြောင့်မလို့ဖရာသခင်ကငါဟာနှစ်ရက်အခွဲကဖြစ်တယ်။မစိုးရင်ပါနဲ့။နောက်ထပ်နှစ်ပတ်နှစ်တခုက အာဗြဟံမှာတားသမီးမရှိဘူး။အဲ့တော့သူ့ရဲ့မျိုးဆက်နော်ဒီမှာမျိုးနွယ်မျိုးစေ့လို့ခေါ်မျိုးစေ့မရှိဘူး။အဲ့တော့သူဟာအိမ်ပြန်ရောက်တဲ့အခါမှာသူစိုးရင်တယ်။တကယ်တော့ရှေ့တန်းမှာတော့က စစ်ပွဲသားတိုက်တုံးကတော့တကယ်သူရဲကောင်းကြီးတယောက်လိုပါပဲစစ်သူကြီးတယောက်နဲ့သူဟာအောင်မြင်ခဲ့ပါတယ်သူអော်လိုက်တဲ့ဟာသူအမိတ်ပေးလိုက်တဲ့အရာကရှင်တိတ်တကောင်တော်ထဲမှာဟိန်းတယ်လို့သူဟာစစ်သားတွေအများကြီးကိုနေနေနိုင်ခဲ့တယ်သူရဲ့ခြေဘွားအောက်မှာထားနိုင်ခဲ့စစ်သူရဲ့ကြီးပါ အခုအိမ်လဲပြန်ရောက်ရောဘာဖြစ်လဲအရန်နဲ့စိုးရင်နေတဲ့သူတယောက်ဖြစ်နေတယ် ဆိုတော့ဖရာတခင်လာပြီးတော့ထင်ရှားတယ်ဆိုတာဖရာတခင်ရဲ့မျက်မှောက်တော်ရှိတယ်။ဖရာရဲ့မျက်မှောက်တော်မှာဘာမှဖုံးကွယ်လို့မရဘူး။ဒါဆိုရင်ဖရာရဲ့မျက်မှောက်တော်မှာရိုးရိုးလေးဝန်ခံဖို့ပဲဖြစ်ပါလား။ကိုစိုးရင်နေတဲ့အရာကဘာလဲဆိုတာကိုရိုးရိုးလေးဝန်ခံဖို့ဖြစ်ပါလား။ဒါပေမဲ့အာဗြဟံဒီနေရာမှာကြည့်တဲ့အခါမှာအပြင်ပန်းဆိုင်ရာစိုးရင်မှုထက်သူ့ရဲ့အတွင်ပိုင်းဆိုင်ရာစိုးရင်မှုကိုသူပေါ်ထုတ်တယ်။အကြောင်းမလို့အာဗြဟံကသူယူယူလေးပဲဝန်ခံတယ် ကဘာဦးချန်းဆက်ငါအခန်းငယ်နှစ်ယောက်တဲ့အခါမှာကျွန်ုပ်မှာတားမရှိဘူးကျွန်ုပ်မှာမျိုးမရှိဘူးမျိုးစစ်မအောင်ဒါကြောင့်မလို့တော့ဗာတွေ့လဲဆိုတော့ဣဒမတက်မြို့သားအေးလက်စာဒီကျွန်ုပ်ဤအမွေခံဖြစ်ရမလားကြွန်ကြွန်အေးလက်စာဗာကြောက်လဲသူရဲ့သွေးမျိုးဖြစ်တဲ့လောတာသူ့ကိုစွန့်ခွာသွားပြီဖြစ်တယ်ဘဒူဝဲကြံလဲကြုံမျိုးဖြစ်တဲ့အေးလက်စာပဲကြံတယ် ်ဒါကြောင့်မလို့သူဟာတော့အီလဆာဟာကျွန်ုပ်ရဲ့အမွေခံဖြစ်မလားအဘယ်ကြီးစုကို ပြတော်မူမနဲ့ဘုရားကိုသူပြန်ပြောတယ်သူစိုးရင်တဲ့အရာကဘာလဲမျိုးစစ်နဲ့ဆိုင်တဲ့မျိုးနွယ်နဲ့ဆိုင်တဲ့အကြောင်းအရာဘာကြောက်လဲသူသူရဲ့သူရင်သူရဲ့သွေးသားသူရင်ဖြစ်တဲ့လောတာသူကိုစွန့်ခွာပါအခုမြင်ရတဲ့ဂျွန်အီလဇာဘက်ဂျန်အီလဇာဘက်ငါရဲ့အမွေခံဖြစ်ရမလား ။နောက်တခွန်းဆိုရင်တော့ပို့ပြီးတော့မယင်ကြည့်ဘူးတဲ့။ကိုရောကလည်းတဲ့အခန်းငယ်၃ရောက်တဲ့အခါမှာကိုရောကတဲ့ကျွန်ုပ်ကိုမျိုးစစ်ဆိုတဲ့အမျိုးအနွယ်မျိုးလည်းပေးမအောင်မင်းနဲ့နော်အတိတ်ပဲကဒီမျိုးစစ်ကိုပေးသနာပေးသနာတော့မမူဘူးတဲ့။ဒါကြောင့်မလို့တဲ့ကျွန်ုပ်ရဲ့အိမ်မှာဖွာတဲ့ဒီအစီခံကျွန်းဣလစာပဲကျွန်ုပ်ရဲ့အမွေခံဖြစ်ရမလားလို့ပြောတာဖြစ်ပါတယ်။ဒါပေမဲ့ဖခင်က အခန်းငယ်၄မှာအာဗြဟံပြောတဲ့အရာကို ပြန်ဖြေပေးတယ်။ဘယ်လိုပြန်ဖြေလဲ No ဒီသူဟာတဲ့ရဲ့အမွေခံမဖြစ်ရအောင်။တဲ့ရဲ့ကိုယ်ထဲကထွက်တဲ့သူပဲတဲ့ရဲ့အမွေခံဖြစ်ရမယ်။အဲ့ဒါနဲ့အခန်းငယ်၅ရောက်တဲ့အခါမှာအာဗြဟံကိုအပြင်ခေါ်ထုတ်တယ်။အိမ်ထဲမှာပဲမနေနဲ့။နေအိမ်ထဲမှာပဲနေရင်စိုးရင်မှုတွေနဲ့ပြင်လာအပြင်ကိုထွက်လာ။အပြင်ကိုထုတ်ဆောင်ပြီးတော့ကောင်းကင်ကိုမျောကြည့်ခိုင်း။ ကောင်းကင်ကိုကြည့်တဲ့အခါကျတော့နေကျဲတွေကိုရည်တွက်နိုင်ရည်တွက်ပါတဲ့။တင့်ရဲ့မျိုးနွယ်ကိုအဲ့ဒီလို ဖြစ်စေမယ်လို့တင့်ရဲ့မျိုးစစ်ကိုအဲ့ဒီလိုဖြစ်ခိုင်းမယ်။အဲ့ဒါနဲ့အာဗြဟံကလက်ဖြန့်သွားတယ်။ကောင်းကင်ကိုကျဲတွေရည်ပြီးတော့ဟာဘုရားသခင်ဟာတော့အခန်းငယ်6ရောက်တဲ့အခါမှာယုံကြည်တယ်တဲ့။ဘုရားကိုလုံးလုံးယုံကြည်ပြီးတော့အာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့ မတ်တယ်ဆိုတာကိုစံစာကမတန်တင်တာဖြစ်ပါတယ်အဲ့တော့အာဗြဟံရဲ့ယုံကြည်ခြင်းကိုပြန်ဆန်းစစ်ရအောင်အာဗြဟံရဲ့ယုံကြည်ခြင်းကအပြင်ပိုင်းဆိုင်ရာတွေ့တာလောတသူဓမ္မတက်လမ်းမှာသွားတဲ့ကျွန်ဣဒဇာအဲ့ဒီအရာမဟုတ်ပါဘူးအာဗြဟံရဲ့ယုံကြည်ခြင်းကအတွင်ပိုင်းဆိုင်ရာမျိုးစင်းနဲ့ဆိုင်တယ် လုံးဝမဖြစ်နိုင်တဲ့အရာကိုဖျားဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့အရာပေါ်မှာသူယုံတာဖြစ်ပါတော့ကဘာဦးကျန်ခန်းကြီး၁၄တုန်းကထာဝရဘုရားဟာအမြင့်ဆုံးသောဘုရားဖြစ်တယ်ထာဝရဘုရားဟာကောင်းကင်နဲ့မြေကြီးပိုင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုသူယုံကြည်ခဲ့ပါတယ်အဲ့ဒီလိုပဲတန်တိတ်ထန်ချခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းဟာသူ့ကိုဖြောင့်မတ်ခြင်းကဲ့သို့မမတ်စေပါဘူး အခုကဘာဦးကျမ်းအခန်းကြီး15ထဲမှာရှိတဲ့အာဗြဟံရဲ့ယုံကြည်ခြင်းကိုဖခါကဖြောက်မှတ်ခြင်းကဲ့သို့မှတ်တော်မူတယ်ဆိုတဲ့ယုံကြည်ခြင်းကသူ့ရဲ့အထဲမှာမျိုးမအောင် သူ့ရဲ့အထဲမှာရှိတဲ့မျိုးနွယ်မျိုးစိတ်ကိုဖခါတခင်ဟာယူလာပြီးမယ်တခုခုလှုပ်ဆောင်ပြီးမယ်ဆိုတဲ့အပေါ်မှာသူယုံကြည်တာဖြစ်ပါအာဗြဟံဟာသူ့ဘာမယုံကြည်ဘူးလဲ နော်ဖရာသခင်ဟာသူ့ကို ပေါင်မုတ်တွေထောပတွေတိုးတွေနွားတွေတရိတ်ဆန်တွေနော်သူတပြည့်အစေခံတွေကိုပေးမယ်ဆိုတဲ့အရာပေါ်မှာယုံကြည်တာမဟုတ်ပါဘူးသူ့ရဲ့ယုံကြည်ခြင်းကမျိုးစိတ်ဖြစ်တယ်နော်အဲ့ဒီမျိုးစိတ်ကိုဖရာသခင်လှုပ်ဆောင်ပေးမယ်ဆိုတဲ့အပေါ်မှာယုံကြည်တာဖြစ်ပါလားယနေ့ကျွန်တော်တို့ခရိယာအသက်သာကဘယ်ယုံကြည်ခြင်းပဲကြိုက်လဲမြင်ရတဲ့ယုံကြည်ခြင်းပဲကြိုက်လား မြင်ရတဲ့ယုံကြည်ခြင်းတော့ပဲကြည်နှက်သွားကြအပြင်းပန်းဆန်ရအိမ်လာချမ်းလာမြေလာနော်ကားလာတူးလာထောပလာပေါင်မုံလာအဲ့လောက်နဲ့ပဲကြည်နှက်တယ်အာဗြဟံရဲ့ယုံကြည်ခြင်းဆိုတာအတွင်းပိုင်းဆန်ရမျိုးစိတ်ဖြစ်ပါလားအဲ့တော့ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုရှိစေခြင်းနဲ့ယုံကြည်ခြင်းဆိုတာအတွင်းပိုင်းဆန်ရယုံကြည်ခြင်းဖြစ်ပါနော်ဆိုတော့ဘုရားရဲ့အလိုတော်ရည်ရွယ်ချက်အတွက် ဒီနေရာမှာလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ကဘာဦးကျန်း15မှာဖော်ပြတဲ့အရာအရာနံပါတ်1ကမျိုးစေ့ဖြစ်ပါ။နံပါတ်2ကမြေဖြစ်ပါ။ဆိုတော့ဒီနှစ်ခုစလုံးဟာဓမ္မတိခေမှာဘုဒ္ဓကိုပဲယဉ်ညွန်းလဲခရစ်တော်ကိုပဲယဉ်ညွန်းတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါ။အဲတော့မျိုးစေ့နဲ့ပတ်သက်ပြီးတော့အာဗြဟံဘလို့ယုံလဲ။အမွေခံသားအတွက်သူဟာဘလို့ယုံလဲဆိုတော့မြင်ရတဲ့အေလဇာပေါ်မှာတွားပြီးရေတွက်မိတယ်။ အဲအီလဇာဆိုတာဘယ်အနေရလာတဲ့ကျွန်လဲဓမ္မသက်လန်းကိုတွားရနေရလာတဲ့ကျွန်ဖြစ်ပါလားယနေ့ကျွန်တော်တို့အသင်းတော်တက်ကြမှာအသက်ရှင်တဲ့အခါမှာလဲနော်အီလအီလဇာလိုပဲအီလဇာတွေအများကြီးကိုကျွန်တော်တို့ကဝါကြွားတက်ကြနော်အသင်းတော်တက်ကြထဲမှာအီလဇာကိုအလိုမရှိဘူးဆိုတော့မိမိဟာလောကလန်းထဲမှာဖြတ်လျှောက်သွားရင်းနဲ့ဓမ္မသက်လန်းဆိုတဲ့လောကလောကီလန်းထဲမှာဖြတ်လျှောက်သွားရင်းနဲ့ ရလာတဲ့ပညာရလာတဲ့အစွမ်းเนาะအဲ့ဒီအရာ ပေါ်မှာเนาะလာပြီးတော့ထုတ်ထုတ်ကြွားခြင်းနဲ့အတင်းတော်မှာလာထုတ်ကြွားခြင်းဆိုတော့ဓမ္မတက်လမ်းမှာရလာသည်။အရာအလုံးဟာခရစ်တော်ကိုမထင်ပေါ်စေဘူးဆိုတာကိုနားလည်ဖို့လို့အဲ့တော့တမန်တော်ပေါ်လူကိုယ်တိုင်ဟာသူဟာအထူးသဖြင့်ယူဒပြည်မှာသူ သူဖြတ်လာခဲ့တဲ့ရရှိလာတဲ့အရာခရစ်တော်နဲ့ရှင်တဲ့အခါမှာသူမယူပါဘူးဓမ္မတက်လမ်းမှာသူတွားတဲ့အခါမှာ ုံမတက်မြို့မှာ तू သွားတဲ့အခါမှာ तू များစွာသင်ယူရပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေဟာခရစ်တော်နဲ့ရှင်လိုက်တဲ့အခါမှာမစင်အရာဖြစ်တယ်အနတ္တအရာဖြစ်တယ်ဆိုတာကို तू ဖော်ပြ तू အားလုံးကိုမိပလိုက်ဒီအရာတွေဟာမစင်နေပဲခရစ်တော်နဲ့ရှင်နော်ဒီအရာတွေဟာအမိုက်တရိုက်တွေပဲဒီအရာတွေဟာခွေးစာတွေဖြစ်တယ်ဆိုတာကို तू ကဖော်ပြတာဖြစ်ပါဒါကြောင့်မလို့ခရစ်တော်ကို तू ဖွင့်ပြခံစားရတဲ့အခါမှာ ခရစ်တော်ဟာသူ့အတွက်တန်ဖိုးထားရာဖြစ်တယ်ဆိုတာကို သူကောင်းကောင်းလေးမြင်တွေ့သွားတာဖြစ်ပါတယ်ဒီကဒီတပတ် MR ထဲမှာတန်ဖိုးထားခြင်းအကြောင်းဖော်ပြထားပါတယ်တမန်တော်ပေတရုတို့ဘာကိုတန်ဖိုးထားလဲတမန်တော်ပေါလုတို့ဘာကိုတန်ဖိုးထားလဲညံ့မြင်ရတဲ့အရာအလုံးကိုသူတို့မစင်လို့အနတ်တလို့သူတို့ထားခဲ့တာဖြစ်ပါတယ်ခရစ်တော်ဟာသူတို့အတွက်တန်ဖိုးထားရာဖြစ်ပါတယ် ဒါကြောင့်မလို့အဲ့ဒီခရစ်တော်ကိုရှင်ထုတ်မှပဲထာဝရတည်တယ်ခရစ်တော်ကိုအသက်ဖြင့်ရှင်ထုတ်ဖို့လိုတယ်ဆိုတာတမန်တော်ပေါ်လူကအဲ့ဒီအရာကိုပဲငါဒီကိုယ်တိုင်ရှင်ဒီမဟုတ်ခရစ်တော်ကပဲရှင်တယ်ဆိုတာကလာတိနစ်ဆယ်မှာဖော်ပြပြီးရင်ဖိလိပ္ပိ3:27မှာပြောလဲငါအသက်ရှင်သမျှအရာအလုံးဟာခရစ်တော်ပဲဖြစ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့ကျွန်တော်ဒီနေရာကြည့်ရအောင်အာဗြဟံရဲ့တစ္စာထဲမှာเนาะအထူးသဖြင့်ဒီ ုရားအတွင်ပိုင်းဆံရပြုတ်ပေးမဲ့ဂျေဇုတော်ကိုသူ့ရဲ့အသက်ကြာထဲမှာခံယူတာဖြစ်ပါဆိုတော့ယနေ့ကျွန်တော်တို့ခရိယာအသက်ကြာအသက်ရှင်တဲ့အခါမှာဂျေဇုတော်နဲ့ကောင်းကြီးမင်္ဂလာနှမျိုးကိုကျွန်တော်တို့ခွဲခြားထားဖို့လိုပါတယ်ဂျေဇုတော်ဆိုတာကဘုရားအကြံစီပြီးမြောက်ပြည့်စုံဖို့အတွက်ဘုရားပြုတ်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်ကောင်းကြီးမင်္ဂလာလို့ပြောရင်ရုပ်ပိုင်းဆံရနဲ့ဆိုင်တဲ့အရာပါပါဓမ္မဟောင်းခေတ်မှာတော့ နော်ရုပ်ပိုင်းဆိုင်ရာတွေပဲဖြစ်ပါတာကောင်းကြီးမင်္ဂလာဆိုတာမြင်မြေတွေဖြစ်တယ်တိုးတွေဖြစ်တယ်နွားတွေဖြစ်ပါတာဒါပေမဲ့ဓမ္မတစ်မှာကောင်းကြီးမင်္ဂလာဟာဓမ္မမင်္ဂလာဝိညာဉ်ပိုင်းဝိညာဉ်ရေးရာဖြစ်သွားပါဖြစ်ပါလားအေးဖက်တက်သုံးပါပါပြောလဲခတ်သိမ့်တော့ဓမ္မမင်္ဂလာဝိညာဉ်ဆိုင်ရာကောင်းကြီးမင်္ဂလာအဖြစ်ဖြစ်ဖြစ်ပါတာဒါကြောင့်မလို့ကျန်းစာနှစ်ကုန်းချုပ်မှာဆိုရင်ကောင်းကြီးပေးထားတဲ့စကံလုံးကိုတွေ့ရတယ်။နော်ဘလို့ဘလို့မပေးဘူးလဲဆိုတော့ ကောင်းကင်မြေကြီးအရှင်အမြင့်ဆုံးသောဘုရားကောင်းကြီးမင်္ဂလာတည်တင်တို့နဲ့အတူရှိပါစေလို့ကောင်းကြီးမပြေဘူးဘလို့ပဲပြေးလဲယေရှုခရစ်ဤယေရှုတော်တင်တို့အပေါင်းနဲ့အတူရှိပါစေလို့ပဲယေရှုတော်ကိုပဲအမိပြုပြီးတော့ကောင်းကြီးပေးထားတာတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ကောင်းကြီးမင်္ဂလာကိုပဲခရုစိုက်နေတဲ့ခရိယာမဟုတ်ပဲနဲ့ယေရှုတော်ကိုနော်ခရုစိုက်တဲ့အတ္တတာဖြစ်ဖို့ရန်အတွက်ဖြစ်တဲ့နော်ဖြောက်မှတ်ခြင်းလို့ပြောရင် အထူးသဖြင့်မျိုးနွယ်မျိုးစိတ်ဖြစ်တဲ့ခရစ်တော်ကိုဖခင်ကပြီးနေတယ်ဆိုတဲ့အမွေကိုတည်ဖို့ရန်အတွက်ဖြစ်တယ်နောက်ထပ်နှစ်ပတ်နဲ့ဖခင်ရဲ့အကြံစီကြီးရဲ့ချက်ကိုပြီးမြောက်စေဖို့အရာနှစ်ပတ်နဲ့ကမြေဖြစ်ပါဆိုတော့မြေနဲ့ဆက်လင်းပြီးတော့အကြောင်းအရာငါးချက်ရှိတယ်မြေဆိုတာဘာလောက်တဲ့နေရာဖခင်တခင်ရဲ့လူတွေအသက်ရှင်ဖို့နေရာဖြစ်တယ်ဖခင်တခင်လူတွေလူတွေနေထိုင်စားတောက်ဖို့ရန်အတွက်နေရာဖြစ်တယ်မြေဆိုတာဖခင်ရဲ့ယံသူကိုနေနိုင်တဲ့နေရာဖြစ်ပါ ဟုတ်ကနာကနောက်ဆုံးမှာယန္တူတွေကိုဖော်ပြထားတယ်အဲ့ဒီယန္တူတွေကိုတိုက်ထုတ်ရတယ်အမြေကနေပြီးရင်မြေဆိုတာဖရားရဲ့နိုင်ငံတော်တည်ထောင်တဲ့နေရာ ဖြစ်ပါတယ်နောက်ဆုံးတစ်ခုမြေဆိုတာဖရားကိန်းဝွင့်ရနေရာဗိမာန်တော်ကိုတည်ထောင်တဲ့နေရာဖြစ်ပါတယ်တည်ဆောက်ရတဲ့နေရာဖြစ်တယ်ဒါကြောင့်မလို့တော့ဒီနေရာမှာကြည့်တဲ့အခါမှာမျိုးစစ်ဆိုတာခရစ်တော်ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာရှိတယ် မြေဆိုတာကျွန်တော်တို့ရဲ့နှလုံးသားမြေဖြစ်တယ်။နှလုံးသားမြေထဲမှာခရစ်တော်ကိုရှင်ထွက်ရမယ့်နေရာဖြစ်ပါ။เนาะဆိုတော့အဲ့ဒီမြေနှလုံးသားဟာမင်းလေးပါဖြစ်တဲ့ခေလောပါမင်းကြီးတခြားမင်းကြီးတွေနေတဲ့နေရာဖြစ်တယ်။သူတို့ကိုနင့်နင်းရမယ်တပ်ဖြတ်ရမယ်ရှင်ထုတ်ရမယ့်နေရာပဲဖြစ်ပါ။နောက်ထပ်တစ်ခုကျွန်တော်တို့ရဲ့စိတ်နှလုံးသားဟာအိဖက်38ပါပါပြောတယ်။ခရစ်တော်ဟာသူ့ရဲ့အိမ်တော်ကိုတည်ဆောက်တဲ့နေရာလို့ပြောပါ။ ဒါကြောင့်မလို့မျိုးစစ်နဲ့မြေနှမျိုးကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာအသက်ရှင်ဖို့ရန်အတွက်တော့အရေးကြီးတယ်မျိုးစစ်နဲ့မြေဟာကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့စိတ်နှလုံးထဲမှာအသက်ရှင်ဖို့မျိုးစစ်နဲ့မြေဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ရင်အပြင်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာဟာကိုကဥစားမပေးတော့ပြင်ပဆိုင်ရာကောင်းကြီးမင်္ဂလာတော့ခိကိုမဆိုင်တော့ဒါကြောင့်မလို့ခစ်တော်ဟာမျိုးစစ်အဖြစ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ယုံကြည်လက်ခံရတာဖြစ်ပါတယ်ဒါပေမဲ့ ခရစ်တော်ဟာကျွန်တော်တို့ရဲ့မြေအဖြစ်ကျွန်တော်တို့အတွက်နှလုံးသားထဲမှာနေ့တိုင်းအသက်ရှင်ဖို့ခဲ့တယ်။အာဗြဟံကိုယ်တိုင်ဟာမျိုးစေ့တော်ကိုဖျားပေးမယ်လို့ယုံတာသူရဲ့သူယုံကြည်တာလွယ်တယ်ဒါကြောင့်သူရဲ့ယုံကြည်ခြင်းကိုဖျောက်မှချင်းကဲ့သို့မှတ်တယ်ဒါပေမဲ့မြေမြေအကြောင်းလဲပြောရောသူယုံကြည်ရအရင်ခက်သွားတယ်ဒါကြောင့်မလို့ဖျားတဲ့ခင်ကသူ့ကိုခက်ခဲစွာယုံကြည်ရတဲ့အရာဖြစ်တဲ့အတွက်ဖျားကသူ့ကိုပဋိညင်အားဖြစ်လာပြီးတော့ပြုရတာဖြစ်ပါတယ် ဒါကြောင့်မလို့ကဘာဦးကျက်ဆက်ငါအခန်းငယ်6ကနေနော်23လောက်မှာနော်အထူးသဖြင့်ဖရာရဲ့သခင်နဲ့အာဗြဟံနဲ့ပြည်ညင်ပြုခြင်းအကြောင်းအရာကိုတွေ့ရပါတယ်။နော်ဆိုတော့ညီအတွက်အာဗြဟံယုံကြည်ဖို့လွယ်တော့ဒီပြည်ညင်ဟာပြုစရာမလိုပါဘူး။ဟုတ်ကနမျိုးစေ့ကိုယုံကြည်တဲ့အခါမှာအခန်းငယ်6မှာအာဗြဟံရဲ့ယုံကြည်ခြင်းကို ဖြောင်းမချင်းကဲသူမှတ်လိုက်ရင်လွယ်လွယ်လေးပါအခုမြေနဲ့ပတ်သက်ပြီးတော့အာဗြဟံယုံကြည်ရခဲ့တဲ့အခါမှာဖခင်ကပြည်ညင်ပြုရတာဖြစ်ပါမြေကိုလည်းအာဗြဟံယုံကြည်မှုလွယ်မယ်ဆိုရင်တော့ပြည်ညင်ပြုစရာတော့မလိုပါဘူးတော့လွယ်လွယ်လေးပါအဲ့တော့ပြည်ညင်အတွက်ဖခင်ကနော်ဖော်ပြထားတဲ့အကြောင်းအရာရှိတယ်နံပါတ်1ယူလာရမယ့်အရာကပါလေထဲ့ဝက်ခွဲထားတဲ့နွားမတကောင်တဲ့နံပါတ်2ကစိတ်တကောင်ယူလာရတယ်နံပါတ်3ကတိုးတကောင်ယူရတယ်နံပါတ်4က ဂျုံငဲနဲ့နံပါတ်9ကခုံငဲယူလာရပါလားပြီးရင်အဲ့ဒီပရိညိန်ထဲမှာအာဗြဟံဟာကြီးစွာသောအိပ်ပျော့အိပ်ချင်းနဲ့အိပ်ပျော့သွားရပြီးရင်နံပါတ်6မှာထူချတဲ့မောင်မိုက်ပေါ်လာတယ်ပြီးရင်ထူချတဲ့မောင်မိုက်ထဲမှာဘာပေါ်လာလဲမိခွက်ဖခင်ရဲ့မိခွက်မိဖို့ထွန်းလင်းတဲ့မိခွက်အဖြစ်နော်ဖျားကိုယ်တိုင်ဟာလာလျှောက်သွားတယ်ဆိုတာကိုတွေ့ရတယ်။ပြီးရင်အာဗြဟံအတွက်ပရောဖက်ပြုချက် ဖွင့်ပြချက်လာဗာလဲအနှစ်400ပတ်လုံးเนาะဖော်ပြချက်နဲ့ဆိုင်တဲ့ဘရောဖက်ပြုချက်ကိုတွေ့ရပါဒီနေရာမှာဖျားသခင်လာပရိငင်ပြုတဲ့အချိန်ကနေထွက်ချိန်မဟုတ်เนาะနေဝင်ချိန်ဖြစ်နေတယ်အဲ့တော့ဖျားသခင်လာပရိငင်ပြုတဲ့အရာကလည်းချစ်ဖွယ်ကောင်းတဲ့နီလန်းနဲ့မဟုတ်ကြောက်စရာကောင်းတဲ့နီလန်းဖြစ်နေဆိုတော့မောင်မိုက်ထဲမှာမိခိုးထွက်ပြီးတော့ထွန်းလင်းတဲ့မိခွဲအနေနဲ့လာရတယ် အထိတ်လန့်စရာကြီးကြောချမ်းစရာကြီးเนาะတကယ်တော့ဒါပေမဲ့ပြင်းရင်ပြုတ်ချင်းနဲ့ဆိုင်ရင်တဲ့အရာကကျွန်တော်တို့ကဘာဥချမ်းအရှိမာတော့ကเนาะနောအီးနဲ့ဖရာပြင်းရင်ပြုတ်တော့ကတော့တက်တန့်ရောင်ကောင်းကင်ကနေတက်တန့်ရောင်အဖြစ်ပြင်းရင်ပြုတ်လာเนาะအိမတန်လပ်ပါပါဒါပေမဲ့အခုအာဗြဟံနဲ့ဖခင်ရဲ့ပြည်ညင်ပြုတ်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာကညအချိန်မောင်မိုက်အချိန်ဖြစ်တယ် ယနေ့ကျွန်တော်တို့အသင်းတော်တက်ကြဘုရားပရိညင်တက်ကြနဲ့အသက်ရှင်စီဝိညာဉ်ရေးရာရဲ့ညအမောင်ကြတဲ့အချိန်ဖြစ်ပါနေဝင်သွားတာခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံပြီးတော့ကောင်းကင်ဘုံပြတ်တက်သွားတယ်နေဝင်သွားတယ်ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမယ်နေပြန်ထွက်လာအခုဒီနှစ်2000ဟာဂျေဇုတော်ကာလဟာကျွန်တော်တို့ဟာညအမောင်မှာအသက်ရှင်ရတဲ့သူတွေပဲဖြစ်ပါကြောင့်မလို့ကဘာဦးကျမ်းအခန်းကြီး15အခန်းငယ်6ကနေစပြီးတော့ ဒီဖျားနဲ့အာဗြဟံနဲ့ပရိညင်ပြုချင်းနဲ့ဆိုင်တဲ့အကြောင်းအရာနဲ့ပရိညင်လူဟာပရိညင်နဲ့အသက်ရှင်ရတဲ့အသက်ကြဖြစ်ပါဘုရားလူလာခိုင်းတဲ့အရာကထူးဆန်းတယ်ဒီနေရာမှာသုံးနဲ့အသက်ရှိတဲ့နွားမတကောင်သုံးနဲ့အသက်ရှိတဲ့စိတ်မတကောင်သုံးနဲ့အသက်ရှိတဲ့တိုးထီးတကောင်ဆိုအဲ့ဒီအရာတွေကိုဘာလို့ရလဲထက်ချမ်းထက်ချမ်းခွဲရတာဖြစ်ပါဒါပေမဲ့ဂျိုးငဲ့နဲ့ခုံငဲ့ကိုတော့တကောင်စီเนาะထက်ချမ်းခွဲစရာမလို့ အဲ့တော့ဒီနေရာမှာအဓိပ္ပာယ်ရှိပါတယ်ဓမ္မဟောင်းမှာရှိတဲ့ပူဇော်ဆက်ကပ်စရာအားလုံးဟာခရစ်တော်ကိုပဲရည်ညွှန်းတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပိုင်းဖြတ်ခံရတဲ့တရိษံ၃កောင်ဟာအတိခံရတဲ့ခရစ်တော်ကိုရည်ညွှန်းပါတယ်လက်ဝါးကားတိုင်းမှာအတိခံရတဲ့ခရစ်တော်ကိုရည်ညွှန်းတယ်ဒါကြောင့်မလို့ကဘာဦးကျမ်း15မှာရှိတဲ့ရစ်ပူဇော်ခြင်းပတိညိန်နဲ့ဝုတ်ပြူရကျမ်းထဲမှာရှိတဲ့ အကြောင်းအရာကိုကျွန်တော်တို့ရှင်းဖတ်တဲ့အခါမှာကျွန်တော်တို့သိရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။ပထမဆုံးဖခင်ကနွားမတကောင်ကိုပူဇော်ခိုင်းတယ်ဆိုတာဝုပြရာခန်းကြီး၃ထဲမှာတင့်တရာပူဇော်တကမိထာယရစ်ကိုပူဇော်ရတဲ့အရာဖြစ်ပါတယ်။နံပါတ်၄စိတ်မကိုပူဇော်ရတဲ့ဆိုတာကနော်ဒီနေရာမှာဝုပြရာ၄မှာအပြစ်ဖြေရာရစ်ပူဇော်ရတဲ့အရာဖြစ်ပါတယ်။ နောက်ထပ်နံပါတ်3ကတိုးထီးကိုပူဇော်ရတယ်ဆိုတာဝုပြုရခန်းကြီးတက်မှာဘာကိုပူဇော်ရလဲမိရှုရပူဇော်တက္ကာရစ်ကိုပူဇော်ရတဲ့အကြောင်းအရာဖြစ်ပါထူခြားချက်ကဒီတရိတ်ဆန်ပူဇော်တက္ကာ3မျိုးလုံးဟာ3နှစ်စီရှိတယ်3ဆိုတဲ့ကဏ္ဍဟာခရစ်တော်ဟာတည်ပြီးတော့3ရက်မြောက်သောနေ့မှာတည်ခြင်းကနေပြန်ရှင်လာခြင်းကိုဆိုလိုတာဖြစ်ပါဒါကြောင့်မလို့သခင်ယေရှုကနော်ဂျူးလူမျိုးတွေကိုပြောတယ်ဘိမှန်တော်ကိုဖြူဖြက်3ရက်တွင်ငါပြန်တိဆောက်မယ်လို့ပြောပါတယ် တခင်ယေရှုဟာအသေးခံပြီးတော့သုံးရက်မြောက်တော့နေ့မှာပြန်ရှင်ခြင်းအပြင်ဒီဗိမာန်တော်ကိုပြန်တည်ဆောက်နိုင်တဲ့အကြောင်းအရာလူထဲကနေပြန်ဝင်နေပြီးတော့တည်ဆောက်တဲ့အကြောင်းအရာကိုကျွန်တော်တို့မြင်တွေ့လာဖွေရတွေ့ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကငှက်နှကောင်ကတော့သူကခွဲစရာမလိုနော်အဲ့ငှက်နှကောင်ကခွဲစရာမလိုအတိတ်ကဒီငှက်နှကောင်ဟာပြန်ရှင်လာတဲ့ခရစ်တော်ကိုယဉ်ညွန်းတာဖြစ်ပါတယ် เนาะสรอกดีแง่นกองอ่ะอัตตมขันยาวุฒิยา14มาซออัตตมขันยาได้แง่นกองกูเนาะทีเตชิงก็นี่เปลี่ยนชินลาได้ขัดต่อกูปုံซองชินဖြစ်ပါจ้างษาอย่าจูแง่สรอกเราတို့ก็ตัดชินတော်วิญญาณတော်กูปုံซองท่าได้อาจารย์อย่าဖြစ်တယ်สรอกกูตุ่ยอ่ะสรอกဒီเนี่ยมาจูแง่หาได้เมียจี้ปอมาเนาะอธุรพิทခင်เยชูရဲ့ဒုက္ခဆင်းရဲခံခြင်းအတ္တတာကိုဆိုလိုပါတယ်တဲ့ခုံแง่จ้ะတော့ယုံကြည်ခြင်းနဲ့ဆိုင်တဲ့အတ္တတာကိုဆိုလိုတယ်တဲ့ ဆိုတော့ငှက်နှကောင်တော့တတိခံချက်ကိုဆိုလို့တဦးထဲဆိုရင်တတိမခိုင်လုံးနှစ်ဦးမှတတိခိုင်လုံးလာဖြစ်ပါဒါကြောင့်မလို့တတိခံတဲ့လူနှစ်ဦးသုံးဦးเนาะအဲ့ဒါတတိခံရတာဖြစ်ပါဒါကြောင့်မလို့เนาะသခင်ယေရှုကဗျာဒိတ်ကျမ်းခန်းကြီး38မှာပါပြောတယ်ငါဟာအရင်တည်တည်ဖြစ်၍ကာလအစဉ်မပြတ်အသက်ရှင်တော်သူဖြစ်တယ်တဲ့ ကိုတော်ဤအသက်ရှင်ခြင်းဟာကိုတော်ဤတက်တည်ခံချက်ဖြစ်တဲ့အခါမှာယနေ့အသင်းတော်အသက်သာဟာအသက်ရှင်ခြင်းမရှိဘူးဆိုရင်ခရစ်တော်ရဲ့တက်တည်ခံချက်မဖြစ်နိုင်ဘူး။ဒါကြောင့်မလို့အသက်ရှင်တဲ့အသင်းတော်ဖြစ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်။ဒီနေရာမှာတရိတ်ဆန်၃កောင်နဲ့ငှက်၂កောင်ပေါင်းခြင်းဟာငားဆိုတဲ့ကဏ္ဍထွက်လာပါတယ်။ငားဆိုတဲ့ကဏ္ဍကအဓိကတာဝန်ယူရတဲ့အရာဖြစ်တယ်။ထမ်းရတဲ့အရာဖြစ်တယ်။ ခရစ်တော်ကိုယ်တိုင်ဟာဒီအရာကို အပြည့်အဝထံတော်ပေးတာဖြစ်ပါလားဒါကြောင့်မလို့ဘုရားသခင်ရဲ့ထာဝရပြီးမြောက်ပြည့်စုံခြင်းအတွက်ခရစ်တော်ရဲ့လက်ဝါးကားတိုင်းမှာအသေးခံပေးခြင်းနဲ့တောင်းရမြောက်နေ့မှာပြန်ရှင်ပြန်ထမြောက်ခြင်းအပြင်ယနေ့ပြည့်စုံစေခဲ့တာဖြစ်ပါလားဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့ကြည်လိုက်တဲ့အခါမှာဒီပဋိညင်ပြုခြင်းဟာခရစ်တော်အပြင်ပဲယနေ့ကျွန်တော်တို့ကိုပဋိညင်လူအနေနဲ့တော့ဘုရားကအသက်ရှင်စေနေတယ်ဆိုတာကိုနားလည်ရတာဖြစ်ပါတယ်နောက်တစ်ခုက ကပ္ပဦးကျန်းအခန်းကြီး15အခန်းငယ်17ရောက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဒီအသေးကောင်ပေါ်မှာငှက်ရဲတွေလာတယ်အဲ့တော့ငှက်ရဲတွေအသေးကောင်ပေါ်မှာဆင်းသက်လာတော့အာဗြဟံကဘာလုပ်လဲဆိုတော့ပူဇော်တက္ကာတွေအဆင်သက် ဖြစ်တဲ့အခါမှာလေထဲမှာရှိတဲ့ငှက်ရဲတွေလာစားဖို့ဆင်းလာတဲ့အခါမှာเนาะအထူးသဖြင့်အာဗြဟံဟာလိုက်ပြီးတော့မောင်းတာကိုတွေ့ရတာဖြစ်ပါတယ်အတိဘေကငှက်ရဲတွေလာခြင်းဟာစာနာနဲ့သူရဲ့ကောင်းခင်တမန်တွေဖြစ်ပါတယ် အထူးသဖြင့်အတင်းတော်အတက်ကြာကိုနော်ခရစ်တော်ကိုလာရောက်ပြီးတော့ထုတ်ဆောင်လိုက်ဖို့ရန်အတွက်အတင်းတော်ဟာခရစ်တော်မရှိတဲ့အတင်းတော်ခရစ်တော်ကိုယ်တိုင်အုပ်စိုးလို့မရတဲ့အတင်းတော်ဖြစ်အောင်စာရန်ဟာနှီးမျိုးစုံနဲ့လာပြီးတော့အတင်းတော်အတက်ကြာကိုလာဆွဲထုတ်သွားမှာဖြစ်ပါလားဒါကြောင့်မလို့ကျွန်တော်တို့ဟာနော်အာဗြဟံလိုမျိုးအတင်းတော်အတွက်ငှဲ့ကိုငှဲ့ရဲတွေကိုတိုက်ထုတ်တဲ့အတ္တတာဖြစ်ဖို့ရန်အတွက်အရေးကြီးတယ် ကျွန်တော်တို့ဟာခရစ်တော်ရှင်ထုတ်တဲ့အသက်တာကိုအတင်းတော်မှာလာပြီးတော့နော်ထင်ဟပေါ်လင်းစေတဲ့အသက်တာဖြစ်ဖို့ရန်အတွက်ရည်ကြီးတယ်။ကပ္ပဦးကျန်15 17ရောက်တဲ့အခါမှာနေဝင်တဲ့အခါမှာအာဗြဟံဟာကြီးစွာသောအိတ်ချင်းနဲ့အိတ်ပျော်သွားတယ်။အဲ့ဒါနဲ့ထူထပ်သောမောင်မိုက်တွေ့တဲ့အခါမှာသူထိတ်လန့်ခြင်းသို့ရောက်သွားတယ်တဲ့။ဆိုတော့ဒီအခြေအနေမျိုးမှာတွေ့ကြုံရတဲ့အခါမှာဘုရားသခင်ရောက်လာတာဖြစ်ပါတယ်။ ဆိုတော့ဖရာခင်ရောက်လာတဲ့နီလန်ကဟိုကနာချစ်ဖွယ်နီလန်မဟုတ်ပဲနဲ့ကြောက်စရာထိတ်လန့်စရာနီလန်နဲ့လာနေတယ်ဆိုတာကိုတွေ့ရပါကဘာဦးကျန်ခန်းကြီး55 60ရောက်တဲ့အခါမှာတဖန်နဲ့နေဝင်၍မိုက်တော့အခါခွဲထားတော့အသားအလယ်၌မိခိုးထွက်တော့မိဖို့မိထွန်းလင်းတော့မိခွက်ထင်ရှားစွာ ဖြစ်လျှောက်သွားတယ်တဲ့ဆိုတော့ဒီနေရာမှာမိခိုးထွက်တဲ့မိဖို့မိဖို့ဆိုတာဘာအတွက်လဲတန့်စင်ဖို့အတွက်ဖြစ်ပါလားဂျီးတွေချူရတဲ့နေရာဖြစ်ပါလား မိခွဲ့ဆိုတာကထွန်းလင်းဖို့ဖြစ်တယ်เนาะဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဟာတင်းတော်အတ္တမှာအသက်ရှင်တဲ့အခါမှာမောင်မိုက်တွေဘလောက်ပဲတွေ့ကြုံဒုက္ခဆင်းရဲတွေကျွန်တော်တို့ဘလောက်ပဲဖြတ်တန်းဖြတ်တန်းအဲ့ဒီမိဖို့ထဲမှာပါရှိလေတန့်စင်ချင်းရှိတယ်အဲ့ဒီမိခွဲ့ထဲမှာထွန်းလင်းခြင်းအတ္တရှိတယ်အလင်းရှိတယ်ဆိုတာကိုတွေ့ရတာဖြစ်ပါလား အတင်းတော်အသက်တာထဲမှာကျွန်တော်တို့အသက်ရှင်ခြင်းဟာကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ကတန့်စင်ခြင်းเนาะအထူးသဖြင့်တန့်စင်ပေးနေတဲ့ထွန်းလင်းခြင်းခံနေရတယ်ဆိုတာကိုယနေ့ကျွန်တော်တို့နားလည်ဖို့လိုပါတယ်ဒါကြောင့်မလို့ဖခင်ကဒီပူဇော်တက္ကအလဲမှာဖြတ်သွားရင်းနဲ့ဖခင်ဟာသူ့ရဲ့ပဋိညင်ကိုတည်စေခဲ့တာဖြစ်တယ်ဆိုတော့เนาะဒီကနေ့ပဋိညင်အသက်တာလို့ပြောရင်เนาะဖခင်ကဒီပုံစံအတိုင်းပဲပြု အဲ့ဒီအာဗြဟံနဲ့ဘုရားပြုခဲ့တဲ့ပရိညင်တိုင်းပဲယနေ့ပရိညင်တက်လူတွေကိုဘုရားကတော့ဒီတိုင်းပဲပြုစေတာဖြစ်ပါတော့ပြုပေးတာဖြစ်ပါတော့ဆိုတော့ဓမ္မဟောင်းကျမ်းမှာဆိုရင် အထုတစ်ဖြစ်ရစ်ကောင်ပေါ်မှာရစ်ပူဇော်မယ်ဆိုရင်လက်တင်ရတာဖြစ်ပါလားလက်တင်ချင်းဆိုတာကရစ်ကောင်နဲ့ကိုဟာတထတထတဲ့ဖြစ်သွားတယ်တနည်းအားဖြင့်တပေါင်းတစည်းတဲ့ဖြစ်သွားတဲ့အတိတ်ပဲဖြစ်ပါဆိုတော့အာဗြဟံဟာလက်ကပါဦးကျမ်း15မှာ ဒီတရိษံငဲ့တည်းနဲ့သူပူဇော်တဲ့အရာအလုံးနဲ့သူဟာတလုံးတဝရဲဖြစ်တယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါလားဒါဟာဓမ္မတိခိကျွန်တော်ညီမတို့အသက်ရှင်တဲ့အခါမှာဒီပူဇော်တက္ကာဖြစ်တဲ့ခရစ်တော်နဲ့ကျွန်တော်တို့ဟာတပေါင်းတစည်းတဲ့ထတ်တူထမ်းမြဖြစ်တယ်ဆိုတော့နားလည်ဖို့လို့ဒါကြောင့်မလို့ယောမခန်းကြီး6 9မှာပါပြောလဲနော်ငါတို့ဟာတဲ့တခင်ရဲ့အတေခံခြင်းထဲမှာစိုက်ပျိုးခံရတယ်တခင်ရဲ့ပြန်ရှင်ခြင်းထဲမှာစိုက်ပျိုးခံရတယ်လို့ပြောတယ် ယောမအခန်းကြီး6ရှစ်မှာပါပြောငါတို့ဟာခရစ်တော်နဲ့အတူတေလင်တေတေလင်နဲ့ထိုးတခင်နဲ့အတူရှင်လိမ့်မည်ဟုယုံကြည်ယုံကြည်ကြ၏တဲ့ခရစ်တော်နဲ့အတူတေတယ်နော်ဆိုရင်ခရစ်တော်နဲ့အတူရှင်တယ်အတိတ်ဘယ်ကပူဇော်တက္ကာဖြစ်တဲ့ပရိညင်လူလို့ပြောရင်ပူဇော်တက္ကာနဲ့မိမိဟာတထက်တဲ့ဖြစ်တယ်တပေါင်းတစည်းတဲ့ဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါခရစ်တော်နဲ့အတူတည်တယ်ဆိုတာအဆုံးတတ်တာဖြစ်တယ်ခရစ်တော်နဲ့အတူပြန်ရှင်တယ်ဆိုတာအတ္တတဖန် ဝိညာဉ်၌ပြန်မွေးခြင်းကိုဆုလိုတာ ဖြစ်ပါတယ်เนาะဒါကြောင့်မလို့ယနေ့ကျွန်တော်ဒီနေရာမှာကြည့်တဲ့အခါမှာနောက်ဆုံးမှာဖခင်ကအာဗြဟံကို အထူးသဖြင့်ဒီမျိုးနွယ်ဒီမျိုးစိတ်ဟာထွက်လာပြီးရင်နှစ်ပေါင်း400တပါးသူရဲ့အဲ့တဲ့အဖြစ်ကြွန်ခံခြင်းညင်းဆဲခြင်းနှစ်400ပါလုံးခံရမယ်တဲ့အတိတ်ကမျိုးဆက်40လုံးမှာဒီပြည်ကိုပြန်လာမယ်မျိုးဆက်40စာလောက်တော့ခံရမယ်အခုကလေ မျိုးစစ်ကဘယ်မှမမ်းမတိသေးဘူးအာဗြဟံကမွေးလာမယ်မပူနဲ့မွေးလာပြီးရင်ပွားများပြီးတော့ဟုတ်သူများနိုင်ငံမှာနှစ်၄00တော့ကြုံခံရမယ်နော်မမွေးတော့မမွေးရသေးဘူးစောင့်နဲ့ထွင်းခံရတယ်လို့မျိုးခံစားအောင် နော်ဘာဖြစ်ဖြစ်နော်ဘုရားသခင်ရဲ့ ပရိညာပြုခြင်းအတ္တကြာကိုအာဗြဟံရဲ့အတ္တကြာထဲကနေယနေ့ကျွန်တော်တို့အသင်းတော်အတ္တကြာထဲမှာပရိညာလူနဲ့အဖြစ်ဆက်လက်ပြီးတော့အသက်ရှင်တတ်တဲ့အတ္တကြာနဲ့ဆက်လက်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ကဘာဥကျန်ခန်းကြီး15မှာရှိတဲ့အကြောင်းအရာအဖြစ်ယနေ့မှာရှိတဲ့ညီကိုညီမတွေကိုဝေငါစီစဉ်တာဖြစ်ပါတယ်အာမင်